နေပြည်တော်မှာအသက်16နှစ်အရွယ်ကျောင်းသားတယောက်ကျိုးဆွဲချတတ်တည်နေပြည်တော်ကောင်စီနယ်မြေပုပ္ပသီရီမြို့နယ်မှာဒီကနေ့အောက်တိုဘာလ15ရက်နေ့မနေ့ပိုင်းကစစ်တမ်းကျောင်းသားလေးတယောက်ကျိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်ပြည်စင်ကပုပ္ပသီရီမြို့နယ်ဖြက်ခွဲရွာမှာဖြစ်ပွားခဲ့ရလို့သိရပြီးအသက်16နှစ်အရွယ်သာရှိသေးကြောင်းမိဘတွေအိမ်မှာမရှိချိန်အိမ်ထဲမှာကုတ်ကုတ်ကိုကျိုးဆွဲချဆုံးစီရင်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ပြည်စင်နဲ့ပတ်သက်ပြီ ရေပြင်ကုညီရေးဆောင်ရွက်ပေးခဲ့တဲ့တပ်ဗဒုက္ခနာရေးကုညီရေးအသင်းမှတာဝန်ရှိသူကတော့ကလေးရရှက်ပြီးတော့လှုပ်သွားတာမနေ့ကရွာထဲကဈေးဆိုင်မှာကလေးရပိုက်ဆံကုလားကိုစန်ရှင်ကမိသွားတော့မိဘကိုတိုက်တာပေါ့အဲ့ဒါမှာမိဘကလူရှိမှစူပူချိန်ပေါင်းပြီးရိုက်တော့ကလေးရရှက်ပြီးဒီနေ့မနဲ့အိမ်မှာဘသူမှမရှိချိန်တက်သေးသွားတာမိဘတွေလည်းခုမှယူကြုံမရဖြစ်နေကြတယ်ဖြစ်ပြီးမှတော့အလကားပဲ ဘာမှပြင်ဆင်လို့မရတော့ဘူးလူကြီးရောကလေးရောအတွေးခေါ်မှားတာပေါ့ဘာကြောင့်မဲဖြစ်ဖြစ်မလုံသိတဲ့အရာပါတင်ဆောင်သွားသူရဲ့ရုပ်လောင်းကိုတော့ဇေယတိမျိုးနယ်ရှိ ပြည်သူစေယုံကရင်90မှာယာယီဖွင့်လှစ်ထားတဲ့နေပြည်တော်ကရင်300စေယုံကြီးပြင်ပလူနာဌာနကိုပို့ဆောင်စစ်ဆေးပြီးရင်ွယ်ရုံကိုပို့ဆောင်ခဲ့တယ်လို့သိရပါတယ်အော်တိုဘာ23ရက်ကလည်းပဝတိမျိုးနယ်ရွာတိကျွာမှာအသက်23နှစ်အရွယ်အမျိုးသမီးတစ်ယောက် မိမိကိုယ်ကိုကြိုးစွဲချတတ်သိမှုရှိခဲ့လို့သိရပါတယ်။နောက်ပြီးအော်တိုဘာလ၈ရက်နေ့ကလည်းရန်ကုန်မြို့တာမွေမြို့နယ်မြတ္တာညွန့်ရပ်ကွက်မှာအသက်84နှစ်အရွယ်အဖိုးတယောက်နေအိမ်ရေချိုးခန်းအတွင်းကြိုးစွဲချတေဆုံးမှုဖြစ်ပွားခဲ့တယ်လို့အဲ့ဒီနေ့မှာပဲမကွေးတိုင်းမကွေးမြို့နယ်မှာအသက်32နှစ်အရွယ်ဝန်းကျင်အမျိုးသားတယောက်လည်းကြိုးစွဲချတေဆုံးမှုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာလ16ရက်နေ့ကလည်းရန်ကုန်မြို့ တောင်ဩကလာပါမြို့နယ်6ရပ်ကွက်ဝေဇယန္တာလမ်းမကြီးအင်းဝ3လမ်းသားမှာအသက်30ကျော်ဝန်းကျင်အရွယ်ပုဂ္ဂလိကလုံခြုံရေးဝန်ထမ်းတယောက်ကျိုးစွဲချဆုံးစီရင်မှုဖြစ်ပွားခဲ့ပါသေးတယ်။ယခုနောက်ပိုင်းလူမှုရေးကိစ္စအိမ်တော်ရေးအခြေရေးငွေရေးကြေးရေးအစရှိတဲ့ကိစ္စတွေကြောင့်ဘွားကိုရှုံးပေးပြီးကိုယ့်ကိုယ်ကိုအဆုံးစီရင်သူတွေများလာနေရလို့လူမှုကွန်ရက်ရဲ့အသင်းအဖွဲ့များစီကသိရပါဗျ။တေချောင်းကြံစီရတဲ့အကြောင်းရင်းများစုကချေရသူကိုဆုံးရှုံးရတာ ဒါမှမဟုတ်ခွဲခွာရတာမိမိသားသမီးဆုံးရှုံးသွားတာဒါမှမဟုတ်ကိုယ်ဝန်ပြတ်ကြတာစီးပွားရေးနဲ့ငွေရေးကြေးရေးပြဿနာတွေလုပ်ငန်းခွင်အဆင်မပြေဖြစ်မှုတွေရှုံးနေမှုအဆရာကဲမှုတွေတခုခုပုံမှာမကြာခဏဆိုလို့ယူကျုံမရဖြစ်နေတာကျမ်းမာရေးပြဿနာကြီးကြီးမားမားတခုရှိနေတာတရားဥပဒေဆိုင်ရာပြဿနာတွေရင်ဆိုင်နေရတာအနိုင်ကျင့်ခံရတာစိတ်တန်ရာတွေရတာကြောင့်ဖြစ်တယ်လို့စိတ်ကျမ်းမာရေးဆရာဝန်ကြီးတယောက်ကဆိုပါတယ် ဒါအပြင်လိန်ဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားခံရတာခွဲခြားဆက်ဆံခံရတာမိမိရဲ့လိန်စိတ်တင်းညွတ်မှုကိုမိသားစုဒါမှမဟုတ်တငယ်ချင်းတွေကအတိမတ်မပြုတ်ပဲဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါစတဲ့အကြောင်းပြချက်တွေကြောင့်လည်းတေချောင်းကြံစီကြတာများတယ်လို့သိရပါတယ်တေချောင်းကြံစီခြင်းတို့အများစုကသူတို့စိတ်ထဲမှာခံစားနေရတာတွေကိုတစုံတစ်ယောက်ကိုရင်ဖွင့်လို့စိတ်ရှိပါတယ်သူဘက်ကပုံမှန်လည်းမပြောရင်တောင် သူတို့ရဲ့မူမှန်တဲ့ပုံစံတွေတခုခုမျိုးသိပ်ထားသလိုပုံစံတွေကိုကြည့်ရင်သိနိုင်ပါတယ်။စိတ်ချမ်းမာရေးဆရာဝန်ကပြောကြားခြင်းဖြစ်ပါတယ်။ကိုယ်စိတ်ထဲမှာချစ်ခင်ရသူတရားယောက်ကစိတ်ညစ်စရာတခုခုကိုခံစားနေရရလို့ထင်မြင်မိပါကပွင့်ပွင့်လင်းလင်းမေးမြန်းသင့်ပြီးသူတို့ဘက်ကနေကိုယ့်ကိုပြန်ပြီးရင်ဖွင့်နိုင်ဖို့အတွက်အချိန်ပေးရမယ်လို့ဆိုပါတယ်။သူဘက်ကရင်ဖွင့်ပြောပြလာတဲ့အပေါ်တေချာအာယုံဆိုင်ပြီးနားထောင်ပေးရမယ်။ဒီနေရာမှာ ကိုတစ်ဖက်သက်အမြင်နဲ့ဝေဖန်ခဲ့ရရာမျိုးမလုပ်စေချင်ဘူးကိုဘက်ကသူတို့လိုအပ်နေချိန်တိုင်းဘေးမှာအမြဲရှိနေပေးမဲ့အကြောင်းအမြဲကြိုးစားနေပေးမဲ့အကြောင်းကိုသူတို့နားလည်အောင်ပြောပြပေးဖို့ပဲလိုတယ်ဒါပြင်စိတ်ကြဝရနာအပါဝင်စိတ်ဝရနာခံစားနေရခြင်းကိုမိသားစုဝင်တွေမိတ်ဆွေတွေသိရှိပါကလည်းအများဆုံးကုသမှုခံယူနိုင်မှုကူညီပေးတယ်လို့သူကပြောဆိုပါတယ်လူတယောက်အနေနဲ့တေချောင်းကြံစီကျင်တဲ့အတွေ့အကြုံကိုတိုက်ထုတ်နိုင်ဖို့အတွက် အရင်ဆုံးဘာမှမတွေးဖို့လို့ပြီးတော့အတွေးလွန်နေပြီလို့ခံစားမိရနဲ့ကိုယ်စိတ်ကိုချက်ချင်းပြန်ထိန်းချုပ်ဖို့လိုရလို့သိရပါတယ်။ဒါကြောင့်အဲ့ဒီအတွေးတွေရပ်သွားစေဖို့အတွက်ဘယ်လိုအလုပ်မျိုးပဲဖြစ်ဖြစ်အလုပ်တစ်ခုခု ချက်ချင်းထလုပ်ဖို့လိုပြီးကျောင်းစာအိမ်စာလုပ်တာစာအုပ်ဖတ်တာ ကိုယ်ခန်းကရင်ကိုတန်ရှင်းရေးလုပ်တာအိမ်အလုပ်ရုံးအလုပ်တစ်ခုခုလုပ်တာဒါမှမဟုတ်တနေရာကိုရှောက်သွားပြီးပုံစားတာမျိုးလုပ်စေချင်ပါတယ်။အဓိကတော့ အောင်နောက်ကိုမလိုအပ်တဲ့နေရာမှာရှောက်သွားပြီးအလုံးမလုံးနိုင်အောင်ထိန်းချုပ်ဖို့ပါပဲ။လောကကြီးကကိုမရှိရင်ပိုကောင်းသွားမှာပါလို့တွေးနေပြီဆိုရင်တော့ကို့မှာဘာအားသာချက်ကောင်းတဲ့ချက်တွေပါရှိလဲပြန်စင်းစားပါ။ကို့ဘသူတွေကိုကူညီပေးခဲ့လဲ။ကို့ကြောင့်ကိုချစ်တဲ့သူတွေပြောင်းရွှင်ပြောခဲ့ဘူးလား။ဒါမှမဟုတ်ကိုကမိသားစုကို ထောက်ပံ့နေရတဲ့သူလား။ဒါမှမဟုတ်ကိုရဲ့တည်မှုဘလို့ပဲဖြစ်နေပါစေမိသားစုဝင်တွေကကို့ကိုတန်ဖိုးထားလိုအပ်နေလား။ ကိုသာမရှိတော့ရင် ကိုချစ်ရတဲ့ကို့ကိုချစ်တဲ့မိသားစုဝင်တွေဘလောက်တောင်ပူဆွေးဝမ်းနဲ့ရလိမ့်မလဲပြန်တွဲကြည့်ပါလို့သူကပြောဆိုပါတယ်။ဒါပေမဲ့ဘာလို့မှမတွဲနိုင်လောက်အောင်ပင်မနေတယ်ဆိုရင်တော့အခန်းထဲဝင်ပြီးအိတ်ဆက်အနားယူတာမျိုးမရဖူးဆိုရင်လည်းမျက်လုံးကိုမှိတ်ပြီးအနားယူပေးမယ်ဆိုပါကအ ਨੇ ဆုံးတော့စိတ်ဖိစီးမှုတွေခိတ္တခဏပြေရော့သွားနိုင်တယ်လို့ဆိုပါတယ်။ဒါ့အပြင်အိမ်ထဲမှာကုတ်ကုတ်ကိုပိတ်လောက်မထားဘဲ အပြင်ကိုထွက်ခါလူတွေနဲ့ထိတွေ့ဆက်ဆံပြီးအကူအညီလိုအပ်နေတဲ့သူတွေကိုတက်နိုင်သလောက်အကူအညီပေးစေချင်တယ်လို့သူကပြောပါတယ်။နောက်ဆုံးချက်အနေနဲ့ဘာလုပ်ရမလဲဆိုတာကိုလုံးဝမသိတော့တဲ့အခါပညာရှင်တယောက်ယောက်ရဲ့အကူအညီလိုအပ်နေရလို့ခံစားရရင်တော့စက်ရောကကုထုံးပညာရှင်တွေနဲ့တိုင်ပင်ဆွေးနွေးစေချင်တယ်လို့အကြံပြုပြောဆိုထားပါတယ်။အဆုံးထိအောင်နားဆင်ပေးကြသူအားလုံးကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးပြားတွေဝေးကွာကြပါစေဗျာ။